ကလေးတွေကိုအန်ဒိုစကိုပီ လိုအပ်ပါတလားဒါကြောင့်ကလေးတွေလည်းသူတို့ရဲ့ဥလန်းချောင်းအတွင်းမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကို အတွင်းမှာဘာဖြစ်နေလဲဆိုတာကြည့်ဖို့လိုအပ်တဲ့အခြေအနေတွေရှိပါရဲ့ကလေးဥလန်းချောင်းဆိုင်ရာစေပညာမှာလူကြီးတွေနဲ့မတူတဲ့အခြေအနေတွေရှိပြီးကလေးတွေအတွက် sometimes အသုံးပြုတဲ့ endoscopy တွေဟာလူကြီးဥလန်းချောင်းဆိုင်ရာ endoscopy တွေနဲ့နှိုင်းရှင်ရင်အရန်သေးပါတယ် ကလေးအန်ဒိုစကိုပီတွေကိုအမြဲတမ်းအိတ်ဆက်ဆေးပေးပြီးပြုလုပ်ကြပါတယ်။ဒါကတော့လူကြီးတွေလိုအိတ်မပျော်ဘဲမဟုတ်ပဲကလေးကိုနည်းနည်းတည်ငြိမ်အောင်ထားတာပါ။ဒါကြောင့်အန်ဒိုစကိုပီကိုအိတ်မပျော်ဘဲလှုပ်ရင်ကလေးအတွက်အရန်ကြောက်စရာကောင်းတဲ့အတွေ့အကြုံဖြစ်နိုင်ပါတယ်ဟုတ်တယ်မလား။ဒါကြောင့်ကလေးတွေကိုအနေငယ်တော့ခြူဆေးအိတ်ဆက်ဆေးပေးပြီးအိတ်ဆက်အောင်လုပ်ပါတယ်။သူတို့အိတ်ပျော်သွားတယ်။သူတို့တည်ငြိမ်နေတယ်။လူနာကပျော်ရွှင်နေတယ်။မိဘတွေကလည်းပျော်ရွှင်နေပြီးအမှုဆောင်ဆရာဝန်ကလည်း ကလေးတွေမှာတခါတရံထွက်တတ်တဲ့အရေးကြီးသက်သနာတွေကိုရှာဖွေဖို့အရန်ပျော်ရွှင်နေပါတယ်။သူတို့ဘာတွေဖြစ်တယ်လဲ။တခါတရံသူတို့ကတွေးအန်တက်ပါတယ်။တခါတရံကလေးတွေမှာအထိတ်မခံနိုင်တဲ့ပိုင်းနာခြင်းမှုရှိပြီးစစ်ဆေးဖို့လိုအပ်ပါတယ်။ကလေးတွေကကလေးတွေဖြစ်တဲ့အတွက်အပြင်းပစ္စည်းမျိုးစုံကိုမျိုးချတတ်ပါတယ်။ တခါတရံဘက်ထရီတွေကိုမျိုးချတတ်ပြီးဝက်ဥတွေကိုမျိုးချတတ်ပြီးတန်မနီလန်တွေကိုမျိုးချတတ်ပြီးတန်လိုက်တွေကိုလည်းမျိုးချတတ်ပါတယ်။ဒါကြောင့်တခါတရံကလေးများအတွက်အစာအိမ်အတွင်းစစ်ဆေးမှုကမမှန်တကယ်လိုအပ်ပြီးကလေးတွေကိုကူညီဖို့မကြာခဏလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။ကလေးများအတွက်အစာအိမ်အတွင်းစစ်ဆေးမှုဘူးပဲအသက်အရွယ်ဖြတ်စပြီးလုပ်နိုင်နေဆိုတာသိပါတလား။ဟုတ်ပါတယ်။အသက်30ရက်သာရှိတဲ့ဝီကင်းဆက်ကလေးတွေကိုပါလိုအပ်တဲ့ အစာအိမ်အတွင်းစစ်ဆေးမှုပစ္စည်းနှင့်ကျွမ်းကျင်မှုရှိရင် လုံခြုံစွာလုံဆောင်နိုင်ပါတယ်